ချန်စီသင်းရဲ့အဓိကကစားမတယောက်ကိုထပ်ပြီးအားပေးဖို့စိတ်ဝင်စားနေတဲ့အာဆင်နယ်ပရိသတ်များလုံးပဲမိပါပါခင်ဗျဘလူးလိုင်းကင်းကနေပြန်လဲကြိုးလိုက်ပါရင်ချန်စီအသင်းရဲ့မိတ်ဆွေအရင်းကြီးအာဆင်နယ်ကတော့ဒီနေ့မှာကိုသမကီးပါကိုခေါ်ယူခဲ့ပြီးတဲ့နောက်နောက်ထပ်ကစားမတယောက်ကိုထပ်မံအားပေးဖို့အတွက်စိတ်ဝင်စားနေတယ်လို့သတင်းတွေကဆိုလာခဲ့ပါရင်တခြားတော့မဟုတ်ပါဘူးရရှိလာတဲ့ခွင့်ရေးတွေကိုဂိုးပေါက်တက်အောင်မကန်တပင်မိုးပေါ်ထောင်ကန်ပြီးငှက်ပြစ်နေတဲ့ချန်စီတိုက်စစ်မှုဒီကိုလည်းအချက်စင်ကိုအာဆင်နယ်ကခေါ်ယူဖို့အတွက်စိတ်ဝင်စားလာခဲ့တာဖြစ်ပါရင်ဂျန်စင်အခုဆိုရင်ငှက်ပြစ်ယုံသားမကဒီလက်ရောက်ရှိလာခဲ့လို့ သူ့ရဲ့ပွဲကစားခွင့်ချင်းချောက်ခံရတဲ့ပတ်သက်ပြီးညတွန်းတွန်းနေသူဟာသူ့ကိုလုံစားလဲတဲ့အချိန်တွေမှာလဲဂျက်ဆင်ကဘယ်တော့မှကြီးကြီးပြီးပြီးမရှိပဲမာရက်စကာကိုပြဿနာသွားရှာတာမျိုးတွေတောင်လုပ်တတ်ပါရင်ဂျက်ဆင်ကတော့ဒီလက်ကိုခေါင်နိုင်ခဲ့ပြီဖြစ်လို့ဂျက်ဆင်နဲ့တင်းတော်တဲ့ဈေးသာရရှိမယ်ဆိုရင်ရောင်းချုပ်ဖို့စဉ်းစားထားပါရင်အာဒီဒါကတော့ဒီနေရာဒီမှာတိုက်စင်မှုတွေခေါ်ယူဖို့ကိုသူ့ရဲ့ထိတ်တန်းဦးစားပေးအလုပ်တွေတဲကတစ်ခုဖြစ်တတ်မှတ်ထားတာဖြစ်ပါရင်စပေါ်နီတိုက်စင်မှု JKS ၊ Rice တိုက်စင်မှု Sekko တို့ကိုဇွေးနေပြောဆိုမှုတွေပြုလုပ်နေတယ်လို့သတင်းတွေထွက်နေပေမဲ့ အာဆင်နယ်ရဲ့ဆွေးနွေးမှုတွေကသူမစီကအပြေတောင်းနေတဲ့မိတ်ဆွေတို့လိုမျိုးအချိန်နေသားကြာလာတယ်။ဘာမှထူးခြားမှုရှိမလာဘူးဖြစ်နေရတာပါ။ဒန်ကယ်ကာဆယ်ရဲ့ပြောကြားချက်အရအာဆင်နယ်ဟာဂျက်ဆင်ကိုနေရာဒီပြည့်မှန်စင်းနဲ့ထည့်သွင်းထားတယ်လို့သိရပါတယ်။ဒီသတင်းထွက်ပေါ်လာတာနဲ့ပတ်သက်လို့အာဆင်နယ်ပိတ်သက်တွေကတော်လေးစိတ်ဆိုးဒေါသထွက်နေကြသလိုချဲစီပိတ်သက်တွေကတော့အလကားပေးမယ်အခုခေါ်သွားဆိုပြီးစားနောက်နေကြတယ်လို့သိရကြပါမှာ။အာဆင်နယ်ရဲ့စိတ်ဝင်စားမှုအပေါ်ပိတ်သက်များအနေနဲ့ကရောဘယ်လိုများမြင်မိကြပါကလဲ။ပြောမိခဲ့ကြပါဦး။